ကဲလူကတော့မဝပါဘူးဘိုက်လေးကတော့ပူနေတယ်လူပိန်ဘိုက်ပူဖြစ်နေတယ်လူပိန်ဘိုက်ပူဘာကြောင့်ဖြစ်ရလဲဆိုတဲ့အချက်၅ချက်ကိုကျွန်တော်မနေ့ကအရှိဗီဒီယိုမှာရှင်းပြခဲ့ပြီးသားဖြစ်တယ်ယနေ့မှာလူပိန်ဘိုက်ပူဖြစ်နေတာကိုတိတ်ပန်နီးကြဘလို့ဖြည့်ရှင်းရမလဲဆိုတာအသေးစိတ်အတိအကျကျွန်တော် sharing လုပ်ပေးမှာဖြစ်တယ်ဗီဒီယိုလေးနည်းနည်းရှင်းမယ်စာအုပ်နဲ့ဘောပိန်လေးယူပြီးတော့ live မှတ်မယ်ဆိုရင်မိတ်ဆွေတို့အကျိုးအများကြီးရှိမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့စကြည့်လိုက်အောင်โอเคဒီမှာစပြီးတော့ ကိုကဘလို့အမျိုးအစားတွေမှာပါလဲဆိုတာကိုလိုက်မှတ်ထားဖို့လိုတယ်။နံပါတ်1အမျိုးအစားကခန္ဓာကိုယ်ကအရင်အစီများတာလည်းမဟုတ်ဘူး။အရင်ပိန်တာလည်းမဟုတ်ဘူး။ခန္ဓာကိုယ်ပုံမှန်အတိုင်းလေးပဲသူ့ရဲ့အရက်သူ့ရဲ့ကိုယ်လေးချင်းလေးကတင်းတင်းမြတ်တာလေးခန္ဓာကိုယ် structure လေးရှိတယ်။ဒီလိုလုံးမှလည်းအလောက်ကြီး fat များနေတာမျိုးမဟုတ်ဘူး။သို့တော့ဗိုက်ကားလေးတွေကတော့နည်းနည်းလေးအခောက်လေးထုနေတယ်။အဲ့လိုပုံစံလေးဖြစ်နေ ဲ့လိုပုံစံလေးကဘယ်လိုမျိုးပုံစံမှာတွေ့ရလဲဆိုတော့တို့ကအရင်ဒီခန္ဓာကိုယ်ဝါမှာကြောက်တယ်ပြီးတော့နည်းနည်းလေးလေးအရင်ကဟိုလိုအပ်တတ်တဲ့ပုံပြီးနည်းနည်းလေးလေးဝါခဲ့ဘူးလေအဲ့တော့ restrict diet အရင်လုပ်တယ် crash diet အရင်လုပ်တယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကခန္ဓာကိုယ်လေးနည်းနည်းလေးနည်းနည်းလေးကိုအရင်ပိန်တာကို crazy ဖြစ်တယ် skinny ဖြစ်တာကို crazy ဖြစ်တယ်ဂုံယူတယ်နည်းနည်းလေး weight တက်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 လာတယ်ကျွန်တော်က crash diet ဒီအတကောင်လုပ်တယ်လုပ်တဲ့အချိန်မှာတော့တို့စားတဲ့ maintenance calorie က2500လောက်ရှိတယ်ဆိုကြပါဘူးအဲ့ဒါကို လုံးဝ1000လောက်ကို calorie deficit လုပ်လိုက်တာတနေ့က calorie 1500လောက်ပဲစားတယ်အဲအဲ့လိုမျိုးစားလိုက်တဲ့ပုံစံနဲ့တို့ကတို့လိုချင်တဲ့ skinny ပုံစံလေးကိုပြန်သွားတယ်ဒါပေမဲ့ bike ခါလေးမှာနည်းနည်းလေးအဲ့လိုလေးကောက်ထူထူလေးကြံနေအဲ့လိုပုံစံလေးဖြစ်တယ်အဲ့လိုပုံစံလေးဖြစ်နေတယ်ဆိုရင် reverse diet လေးလုပ်စေချင်တယ်ကျွန်တော်တို့တနေ့တာစားရမယ့် calorie ဆိုတာတစ်ပတ်ကိုပေါ့နော်တစ်ပတ်စားရမယ့် calorie စုစုပေါင်းကို calorie 200လောက်တိုးစားလိုက်တရက်ကို200တိုးစားခိုင်းတာမဟုတ်ဘူးနော် ဂျပတ်စားရမယ့်စုစုပေါင်းကယ်လိုရီကိုတန်ရာလောက်တိုးစားတယ်။နောက်ပြီးတော့အဲ့လိုမျိုး skinny ဖြစ်အောင်ဖြစ်အောင်ပြန်ပြန်သွားမိနေတယ်။နောက်မှဆိုအဲ့လိုတန်ရာလဲပြီးတော့လူပိန်ဖိုက်ပူပထမအဆင့်ပုံစံလေးဖြစ်နေတယ်။အချင်းငန်းတွေကိုတခြားလေးဒီ resistant training လေးတခြားလုပ်မယ် high protein intake ကိုစားမယ်ဖြစ်နိုင်ရင်တော့ lean bulking ပုံစံလေးကိုအဆင့်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 သွားစေချင်တယ်ကျွန်တော်တို့ဒါ weight တက်အောင်လုပ်ခိုင်းတာမဟုတ်ဘူး main ကလေးဆိုလဲ main ကလေးယောက်ျားလေးဆိုလဲယောက်ျားလေးခန္ဓာကိုယ်မှာ ရှိတဲ့ရှိတိုက်တဲ့ကြွက်သားလေးတွေတိဆောက်ပြီးတော့ lean ဖြစ်တဲ့ပုံစံ fit ဖြစ်တဲ့ပုံစံလေးကိုတွားစေချင်တယ်အဲ့တော့ lean backing ပုံစံလေးကိုကျွန်တော်ကတော့လုပ်စေချင်တယ် reverse diet လေးကိုစားပြီးတော့ပေါ့နော်ဆိုတော့ lean backing အကြောင်းကိုအသေးစိတ်ပြောပြမယ်ဆိုဗီဒီယိုအားရှည်ွားမှာဖြစ်တဲ့အတွက်ကြောင့် lean backing ဘယ်လိုလုပ်ရမလဲဆိုတဲ့ဗီဒီယိုလေးယခုဗီဒီယိုလေးကိုကျွန်တော် comment မှာဒီချာလေးချပေးထားမယ်အခုခေါင်းစဉ်အောက်မှာကိုက်ညီနေတဲ့လူတွေကဒီလေးပန်ကီလုံလင်းလေးကိုဒီကောမန့်မှာကြည့်ပြီးတော့ဆက်လေ့လာပြီးတော့ဒီကိစ္စကိုဖြေရှင်းလို့ရမှာဖြစ်ပါတယ် နောက်တစ်ခုကြတော့ကျွန်တော်တို့ skinny fat ဖြစ်နေပြီပေါ့နော်အမျိုးသားဆိုရင် body fat percent ကကျွန်တော်တို့ဒါ15ရာခိုင်နှုန်းနီးပါးလောက်ရှိနေပြီတော့အမျိုးသမီးဆိုရင်20 20နဲ့အောက်ပေါ့နော်အိမ်သားလေး margin လေးကိုပြင်းနေပြီအဲ့လိုဆိုရင်တော့ကျွန်တော်တို့ကနှစ်ပိုင်းပြန်ပြီးတော့ကျွန်တော်တို့ခွဲလိုက်လို့ရတယ်နံပါတ်1တစ်ပိုင်းကလုံးဝဒီ workout တွေတစ်ခါမှမလုပ်ဘူး diet တွေတစ်ခါမှမလုပ်ဘူးတိတိကျကျပြောရင်ညာ gym ကိုတေချာမှကစားဖို့ ။နောက်ပြီးတော့ဒီ body workout တွေလည်းတေချာမလုပ်ဘူး။စာလုံးရင်စဖြစ်နေတယ်။တူတီးမဟုတ်။ဒီ workout တွေ diet တွေနဲ့ပတ်သက်လို့တေချာလုပ်တော့လုပ်ဘူး။နှစ်နှစ်အောက်ရှိတယ်ဆိုရင်ကြွက်သားတိဆောက်ခြင်းနဲ့အစီချာခြင်းဆိုတဲ့ body recomposition ကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းလုပ်လို့ရတယ်။သူ့တဘောလေးရရှင်းရှင်းလေးပြကျွန်တော်ခန္ဓာကိုယ်မှာမလိုချင်တဲ့အစီလေးတွေကိုဖယ်ပြီးတော့လိုအပ်တဲ့ကြောသားလေးတွေကိုတိဆောက်မယ်။လုံးဝချစ်ချစ်လေးလေးနဲ့ structure အရင်ကြည့်ကောင်းတဲ့ body ကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့ ဂဲတလုံးနဲ့ငှက်နှစ်ကောင်ဖြစ်တဲ့ပုံစံနဲ့သွားမှာဖြစ်တယ်။အဲတို့ကတော့ကျွန်တော်တို့ဒါအဲ maintenance calorie စားမယ်ဒါမှမဟုတ် calorie deficit ကို200လောက်ပေါ့နော် calorie deficit 200လောက်လုပ်ပြီးတော့သွားမယ်ဆိုရင်အဆင်ပြေတယ်။သုံးစံတိုင်းမှာကျွန်တော်တို့ဒါ resistance training လုပ်မယ် cardio လေ့ကျင့်အနေတွေကိုလိုအပ်သလောက်လုပ်မယ်။ January ကတော့ process တွေကတော့အတူတူပဲ။ဒါဆိုရင်ဒီ body recomposition နဲ့ပတ်သက်လို့အဲ့ဆွေတို့ကတိတိကျကျသိပံနေကြဘယ်လိုလုပ်ရမလဲဆိုတော့လေကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးပြီးသားဖြစ်တယ်။ဒီကောင်းဆောင်မှာရှိနေတဲ့မိတ်ဆွေတွေကလည်း ထုံးစံတိုင်းပဲ comment အောက်မှာချပေးထားတယ်အဲ့ဒီ body recomposition ဆိုတဲ့ video လေးတွေကလမ်းညွှန်ချက်တိုင်းကြည့်ပြီးတော့လုပ်မယ်ဆိုရင်အဆင်ပြေတယ်ဒါဆိုရင်ဒီကောင်းစင်အောက်မှာပဲတစ်ဖက် training တက်တန်းကနှစ်နှစ်နဲ့အထက်စီသွားပြီဆိုရင်တော့ body recomposition တော့လုပ်လို့မရတော့ဘူးမတင့်တော့တော့ဘူးစကားတော့ကတ်မပြောလဲပေါ့နော် training တက်တန်းနှစ်နှစ်တော့အထက်ရှိတယ်ဒါပေမဲ့နားထားတာကြာပြီ3လ4လောက်နားထားရဲဆိုရင်တော့လုပ်လို့ရတယ် ဒါကစကားတော့ကံပြောတကယ် training တတန်းကတော့နှစ်နှစ်လောက်ရှိပြီ seriously လောက်လာဒါပေမဲ့အကြောင်းအကြောင်းကြောင့်ဒီလိုဖြစ်နေတယ်ဆိုရင်တော့မိတ်ဆွေတို့ကဒါထုံးစံတိုင်းပဲ skinny ဖြစ်နေတယ် fat ဖြစ်နေတယ်အဲဒါဆိုရင်တော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒါ lean bulking ပုံစံလေးပြန်ပြီးတော့လုပ်မယ်ဆိုရင်တော့အဆင်ပြေတယ်အဆင်ပြေတယ်ဘာလို့ဆိုမိတ်ဆွေတို့ကဟာငါ skinny fat လုံးလုံးဖြစ်နေပြီပေါ့နော်လုံးလုံးဖြစ်နေပြီအဲ့ဒါကိုဘာလို့ lean bulking လုပ်ခိုင်းတာလဲဆို မိတ်ဆွေတို့ကနှစ်နှစ်အထက် seriously training လုပ်ထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါ calorie deficit လုပ်ပြီးတော့သွားတဲ့ပုံစံအောင်မလုပ်စေချင်ဘူးမိတ်ဆွေတို့ရဲ့ metabolism ကလည်းမြင့်နေမိတ်ဆွေတို့လေတရငယ် intensity ကောင်းကောင်းကိုလုပ်နိုင်နေဆိုတာလည်းသိတယ်အဲ့ဒါကြောင့်မို့ lean bulking lean bulking လုပ်တယ်ဆိုတာလေ calorie ငါကတော့ surplus လုပ်ပြီးသွားခိုင်းတာမဟုတ်ဘူးကျွန်တော်အဲ့ comment မှာရှင်းပြထားဒီ video မှာရှင်းပြတာဆိုတော့ calorie surplus ကိုနည်းနည်းလေးလုပ်ပြီးလေ့ကျင့်ကန် intensity ကောင်းကောင်းတိတ်လိုက်နေဆိုရင်မိတ်ဆွေတို့ပွဲပြီးပြီးတည်မှာဖြစ်တယ်အဲ့တော့ နှစ်နှစ်အထက်ရှိတယ်လို့ဆိုရင်တော့အဲ့ဒီ green banking ကိုဆက်သွားစေခြင်းနဲ့ဒါဆိုရင်ကျွန်တော်တို့တတိယအပိုင်းကိုသွားလိုက်အောင်တတိယအပိုင်းကကျွန်တော်တို့အမျိုးသားဆိုရင် body fat က20 25 30တော်တော်လေးကျွန်တော်တို့က body fat ကများနေပြီ skinny fat လို့သာပြောရတခြားနေရာတွေတော့နည်းနည်းတက်ဆပြုတ်လာ မျိုးသမီးဆိုရင်လည်းဒိုနီတူပဲ15 20 25တော့ဖြစ်လာပြီအဲကြရင်တော့တခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေပါတက်လာပြီအဲကြရင်တော့ကျွန်တော်တို့ကဒီ fat loss အပိုင်းကိုအရင်ဆုံးဦးစားပေးသွားစေလိုတယ်ဒီနေရာမှာလည်းကျွန်တော်တို့ target ထားလို့ရတာကနှလုံးနဲ့မြင်တာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့တစ်ပတ်မှာ3ညတသက်မှ5ပေါင်တို့မဟုတ်တစ်ပေါင်နှုံးနဲ့ကျသွားတဲ့ပုံစံလေးသွားမယ်ဝိတ်ကျရင်တသက်မသွားဘူးအစီအရာခံတော့ဖြည်းဖြည်းဖြည်းချင်းကျသွားအောင်မယ်သွားမှာဖြစ်တယ် calorie deficit လုပ်တဲ့နေရာမှာလည်း တနေ့ကိုကယ်လိုရီ900ဆော့စားတယ်9ရက်ဆို3500အစီတစ်ပေါင်ကျပြီဆိုပြီးတော့ ledger deficit လောက်တာအထက်ကျွန်တော်တို့တနေ့ကိုကယ်လိုရီ200လောက်ဆော့စားတာ300လောက်ဆော့စားတာမျိုးဖြစ်တယ် reasonable diet လို့ပုံစံမျိုး balance diet လို့ပုံစံမျိုးပဲသွားတာမျိုးလုပ်စီခြင်းနဲ့ခေးပြေးခြင်းနဲ့ကျွန်တော်တို့ဒါ short 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 သွားတာမျိုးဖြစ်စေခြင်းနဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ဒါကျသွားတဲ့ကိုယ်အလေးချိန်မှာအစီပဲပါပြီးတော့ကြွက်သားမပါသွားအောင် တပြားဟောင်းကြီးဖြစ်တဲ့ resistance training အလေးဝင်သုံးလေ့ကျင့်ခန်းနေဒါမှမဟုတ် body weight နဲ့လုပ်တဲ့လေ့ကျင့်ခန်းတွေကိုတစ်ပတ်မှ၃ရက်လောက်မဖြစ်မနေလုပ်စီခြင်းတယ်အဲအဲ့လိုမျိုးလေးပုံစံအတိုင်းလုပ်စီခြင်းတယ်ဒါကတော့တော်တော်လေးဟိုတာအခြေအနေစိုးနေတဲ့အခြေအနေပုံစံရောက်နေတူနေဆိုရင်တော့အဲ့လိုလုပ်တယ်ဒါပေမဲ့ရှားပါတယ်အဓိကများတာကတော့ပထမတစ်မျိုးနဲ့ဒုတိယတစ်မျိုးမှာများတယ်ဒီ body fat percent ရောက်သွားပြီဆိုရင်တော့ဒါ skinny fat လို့တောင်သိခေါ်ဆိုနိုင်ဘူးပေါ့နော်အကြောင်းအကြောင်းတော့ဒါတော့ဒီအရှိလေပိုင်းလေးမှာခါပတ်လေးလေးမှာစီစုပြီးတော့ခနာကို ကတိတ်ပြီးမပါဘူးထင်တယ်။တခြားသော body fat တွေကတော်တော်များနေပြီဒါပေမဲ့ဒီမှာအများဆုံးဖြစ်နေလို့ဒါဒီတတရလူမျိုးစားကိုထည့်ပြောရတာဖြစ်တယ်။ရှင်းနှမျိုးကတော့အများဆုံးဖြစ်နေ။ So comment မှာကျွန်တော်တက်ဆိုင်ရာဗီဒီယိုလေးတွေကိုတစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းချပေးထားတယ်။ဒီဗီဒီယိုမှာတော့ skinny fat ဘာကြောင့်ဖြစ်ရတယ်လဲ skinny fat ဖြစ်နေတဲ့ပုံစံမျိုးစားတွေကဘယ်လိုရှိလဲ ဘယ်လိုမျိုးတေချအတိအကျဖြည့်ရှင်းလို့ရလဲဆိုတာကိုရှင်းပြထားတာဖြစ်တယ်။ဗီဒီယိုရှေ့သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တက်နိုင်ဆုံးကျွန်တော်ဗီဒီယိုလေးတွဲပေးထားတယ်၊ link ချပေးထားတယ်။အဲ့ဒါလေးတွေကိုမိတ်ဆွေတို့ကြည့်ပြီးတော့ဖြည့်ရှင်းလို့ရပါတယ်။ဒါကတော့ကျွန်တော်တို့ဒီလို၃မျိုး၃စားရှိတယ်။ဒီလိုဖြစ်ရင်တော့ဒီလိုဖြည့်ရှင်ဒီလိုဖြစ်ရင်ဒီလိုဖြည့်ရှင်ဒီလိုဖြစ်ရင်ဒီလိုဖြည့်ရှင်ဆိုပြီးတော့ကျွန်တော်ဂါဂနနအချာလေးခွဲပေးထားတယ်။ဒါမဲ့ဗျာကဲအတိုးအကျုပ်ပဲပြောရေဘူးကဆန်ဆန်လေးပဲ မှတ်သားထားခြင်းလည်းဆိုရင်နံပါတ်1 skinny fat ဘာလို့ဖြစ်နေလဲဆိုတော့ရှင်းနေဗျာကျွန်တော်ခန္ဓာကိုယ်မှာအဆီများရယ်ကြွက်သားမရှိဆိုတော့ညားနေတဲ့အဆီကိုကျွန်တော်တို့ချဖို့လိုအပ်တယ် calorie deficit လောက်တာရရှိမယ် reverse diet လောက်တာရရှိမယ် calorie surplus လောက်ပြီး lean back gain လောက်တာရရှိမယ်အမျိုးမျိုးပေါ့နော်ဘယ်လိုပဲလုပ်လို့ကျွန်တော်တို့ဒါ protein ကိုတော့လေမဖြစ်မနေတဘောင်3.8 gram လောက်တော့အနည်းဆုံးစားပေးတင်တယ်ဒါမှမဟုတ်တဘောင်1 gram လောက်စားပေးတင်တယ် အဲ့လိုမျိုးလေး protein ကိုပြည့်အောင်စားမယ် macro ratio တွေဖြစ်တဲ့ကျွန်တော်တို့ဒါဂစီဓာတ်တွေအသားဓာတ်တွေအဆီတွေဒါတွေကိုလည်းတေချာနားလည်းသိရှိပြီးတော့တေချာလေးစားဖို့လိုအပ်တယ်နောက်တစ်ခုကမဖြစ်မနေတပတ်ကို3ရက်ဒါမှမဟုတ်4ရက်လောက်လေးဝင်3လေးချိန်ခန်းနေဂျင်မာလေးနဲ့ကစားတာဖြစ်ဖြစ်အိမ်မှာ body weight နဲ့ကစားတာဖြစ်ဖြစ်ကြောသားတိဆောက်ခြင်းကိုဦးစားပေးပြီးတော့ကစားစေခြင်းနဲ့မဟာရန်သူကြီးဖြစ်တဲ့ stress နဲ့ sleep ကိုလည်းတေချာလေး stress ကို short ချပြီးတော့ sleep ကို quality sleep ဖြစ်အောင်များများလေး အေးဘဝဖြစ်အောင်စောစောအိတ်တာမျိုးဒီနေ့ကိုအ ਨੇ ဆုံးဒါည7နာရီ10နာရီနောက်ဆုံးထားပြီးတော့စုစုပေါင်း8နာရီလောက်ပြည့်အောင်အိတ်တာမျိုးတွေတန်းနိုင်တယ်လောက်လုပ်ပေးစေခြင်း ਨੇ ဒီနေ့ဒါလောက်ရှားသွားလာမှုတွေများစေခြင်း ਨੇ တန်းနိုင်ဆုံးတရက်ကိုခြေလန်9000 1000လောက်ပြည့်အောင်ရှားတာမျိုးလုပ်စေခြင်း ਨੇ တရက်ကိုရေ2လီတာ3လီတာလောက်တောက်တာမျိုးလေးတွေလည်းလုပ်စေခြင်းပါတယ်โอเคဒါလေးတွေကတော့ ဘယ် category တွေရောက်ရောက်ကျွန်တော်တို့ကဒီမလွဲမသွေအီကန်မုတ်ချအလုပ်နေရမယ့်အရာလေးတွေဖြစ်တယ်။ဒီဗီဒီယိုမှာမိတ်ဆွေတို့အတွက်အကျိုးရှိဆုံးအကြောင်းအရာကဘာဖြစ်မလဲကျွန်တော်တစ်ချက်လောက်တော့ရေးပေးသွားပါအောင်။ကျွန်တော်ဗီဒီယိုတွေကတော်တော်လေးကိုကျွန်တော်တက်နိုင်တဲ့လောက်အချိန်ယူပြီးတော့လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့ရဲ့ feedback လေးကိုကျွန်တော်ပြန်လည်ကြည့်ချင်ပါတယ်နားထောင်ချင်ပါတယ်ဆိုတော့ comment လေးမှာကိုကိုအကြံပြုသွားပါအောင်မိတ်ဆွေတို့ရဲ့အကျိုးရှိတဲ့အကြောင်းအရာတွေကဘာလဲဆိုတာကိုကျွန်တော်သိချလေးအရှုမသားခြင်းလို့ အားလုံးဆုံးလေးချီးပေးလို့ကျေးဇူးတင်ပါတယ်